ဘာဝတိလမလုံနဲ့ဘာဖြစ်ပါမည်လဲပါဏာတိပါဒမလုံလို့ရှင်ပါဏာတိပါဒဆိုတဲ့အကုသိုလ်ကိုအကြောင်းပြုပြီးတော့ငရဲချနိုင်တယ်ငရဲကလွတ်လာလို့ရှင်အသက်တို့မယ်ယောဂများမယ်အဋ္ဌိနာဒါနမလုံရင်လည်းပဲအဋ္ဌိနာဒါနပြည့်မှုကြောင့်အပင်ငရဲဖြစ်နိုင်တယ်အပင်ငရဲကနေလွတ်လာပြန်လို့ရှင်လေလူ့ဘဝမှာပစ္စည်းတွေခဏခဏရေမီမင်းခိုးသူမချစ်မနစ်တဲ့သောတာဆိုသမီးဆိုကြောင့်ပစ္စည်းတွေခဏခဏပျက်စီးနိုင်တယ် ကာဝေတုမိစ္ဆာစာရမလုံးသေးအတွက်ကြောင့်အပင်ငယ်ကြရောက်ပြီးဆင်းရဲဒုက္ခတွေနဲ့လူဖြစ်လာတဲ့အခါမှာလည်းလူတကာရဲ့ယုံမုံခြင်းကိုခံရတယ်။အเจ้าမဲ့လူတကာဖတ်မလို့ဘူးယုံမုံနေဆိုတဲ့အပြစ်ကိုသူခံရမှာဖြစ်တယ်။လိန်လိလင်းစားပြောကြတဲ့ပုဂ္ဂိုလ်တယောက်ကောင်းမှုအကုသိုလ်တွေကြောင့်အပင်ငယ်ရောက်သွားနိုင်တယ်။အပင်ငယ်ကလွတ်လွတ်လူလာဖြစ်လို့ရှိရင်လည်းမကြာခဏဆွတ်ဆွဲခံကိုမလုံဖဲနဲ့လုံတယ် မတရားဆွဆွဲခံရမှုခဏခဏကြုံရတတ်တယ်ဒါအပေါ့ဆုံးအဖြစ်ပဲလို့ဆိုလိုတယ်သူရမေတွေကမလုံဘူးဆိုလို့ရှင်ပယ်ငရဲကြပြီလူဖြစ်လာလို့ရှင်အယူအနှံဖြစ်တတ်တယ်နော်ဝန်တွင်ယူတို့ဘာတို့နောက်အတိညာနှိမ့်ကြတဲ့ပုံကူမျိုးတွေတို့အဲ့ဒါမျိုးတွေဖြစ်လာနိုင်တယ်ဒါငါးပါးသီလမလုံရင်ဒီလိုတွေဖြစ်နိုင်တယ်လို့မှတ်သားကြရဖြစ်တယ်